အာနာဒိသအုပ်စုကမြောက်ကံမရိုက်ရွာကိုလေချောင်းကနေတက်ခိုက်တာကြောင့်သုံးနှစ်သားကလေးငယ်ကိုကာဝယ်ပေးတဲ့ကိုဝင်ဆောင်မိခင်က နေရာတွင်သက်ဆုံးရှုံးရကရင်ဧပြီ16အာနာဒိသအုပ်စု၏လေချောင်းတက်ခိုက်မှုကြောင့်မြောက်ကံမရိုက်ရွာမှကိုဝင်ဆောင်မိခင်တို့ကအသက်ဆုံးရှုံးရပြီးကလေးငယ်များအပါအဝင်၄ဦးကထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မွန်လွမြောက်ရေးတက်မတော်ကယနေ့ညပိုင်းမှာတရင်ထုတ်ပြန်ပါတယ်။မွန်လွမြောက်ရေးတက်မတော်တာဝန်ရှိသူတို့ကကိုရင်တဲ့အမကတော့ကြောပွင့်တန်ရနဲ့ပွဲချင်းပြီးဆုံးသွားတယ်။သုံးနှစ်ကျော်သားလေးကိုကွယ်ထားပေးခဲ့တယ်လို့အမကြီးရဲ့အမျိုးသားကပြောပါတယ်။အဲ့ကလေးလဲမောရင်သူသားမကာထားရင်မရှင်နိုင်ဘူး။ဘိုက်သေးကကလေးလဲမရှင်ပါဘူး။ကြောပွင့်သွားတာကြောင့်ပြီးတော့ကလေးမွေးဖို့ဆုထားတဲ့ပတ်စံတွေလဲ ဖြစ်စည်းသွားတယ်လို့ Rugby Court သတင်းဌာနကပြောပါတယ်။ယနေ့ EBS 16ရက်နေ့နေ့လယ်တနာရီခန့်တွင်အာနာသိန်းစစ်တပ်ကမြောက်ကံမရိုက်ရွာကိုဝိုင်းတွဲလျင်ဖြင့်ဘုံဒီ6လုံးကိုကျေချခဲ့တာဖြစ်ပြီးအသက်38နှစ်အရွယ်ကိုဝင်တဲ့မနှင်းဦးကကြောဘက်ပွင့်တန်ရာဖြင့်နေရာမှာအသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ဒါ့အပြင်မြောက်ကံမရိုက်ကျေးရွာနေဦးဖိုးကျော်ကနှစ်ဖူးထိဖူးပန်းတွင် ရှင်ဘတ်အနိုင်ငယ်ထိခိုက်အသက်9နှစ်အရွယ်တဲပိုးလေးကလက်မောင်းရှက်ထိအသက်9နှစ်အရွယ်တဲမြတ်နိုးပေါင်ရှက်ထိမစိုးရင်ကထိခိုက်ဒဏ်ရာတွေရရှိခဲ့တာဖြစ်ပါတယ်မွန်လွမြောင်ရေးတက်မတော့တာဝန်ရှိသူတို့ကထိခိုက်တဲ့ကလေးမလေးနှစ်ယောက်ကညီမတွေပါဘေးချင်းကပ်အိမ်ကပါပြီးတော့ရှင်ဘတ်အဆရှတဲ့ဦးလေးကဆုံးသွားတဲ့အမရဲ့ဦးလေးပါအရင်က မရ905 956ကနေရံပြစ်တာတွေရှိတော့ထိဘူးတာတွေရှိပါတယ်ဒီနှစ်ထဲမှာတော့ဒါပမာဥဆုံးထိချက်အပြင်းဆုံးပါပဲစေကုပေးတာတွေကတော့ဤဆက်ရာစေမှုတွေကကုပေးတာပါလို့ထပ်မံပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကြောင့်မြောက်ကံမရိုက်ရွာမှာပြည်သူနေလေးလုံးကပျက်စီးခဲ့ကြောင်းသိရပြီးရခင်ကအာနာသိန်းစေအုပ်စုလောက်ခံခမရ905 956ကလက်နေကြီးများဖြစ် 这开了新疆，第、这个、一把的。